မင်္ဂလာပါရှင်။ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့မြမသတင်းစာလောကတွင်ထင်ရှားခဲ့သောသတင်းစာဆရာကြီး Guardian ဦးစိန်ဝင်းအကြောင်းကိုဖော်ပြပေးတော့မှာဖြစ်ပါရဲ့ရှင်။ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ Gunda Cartoon Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးတော့ကြပါဦးရှင်။ ဂါဒီယန်စိန်ဝင်းကိုအဖအဦးဖို့ပြောအမိဒေါ်ဖို့ရင်တို့မှ1922ခုဖေဖော်ဝါရီလ12ရက်တွင်ပသိမ်ခရိုင်ကျောင်းကုန်းမြို့နယ်၌မွေးဖွားခဲ့ပါသည်။ငယ်စဉ်ကကျောင်းကုန်းမြို့အင်္ဂလိပ်မြန်မာဗုဒ္ဓဘာသာအလယ်တန်းကျောင်း၌ပညာသင်ကြားခဲ့ပြီးပသိမ်မြို့သကောကရင်ထက်တန်းကျောင်းမှ1940ပြည့်နှစ်တွင်အထက်တန်းဆောင်ဦးပွဲအောင်မြင်ခဲ့ပါသည်။ထိုနှစ်မှာပဲရန်ကုန်တက္ကသိုလ်ယူတတန်ကောလိပ်၌ပညာဆက်လက်သင်ကြားခဲ့ပြီးဒုတိယကမ္ဘာစစ်ပြီးမြန်မာပြည်သို့ကူးစက်လာသည့်ဖြင့်ရန်ကုန်တက္ကသိုလ်ပိတ်လိုက်ရပြီးနောက် ဂျပန်ပြည်ဖူကိုအကမြို့၌ပညာတော်သင်ဖြစ်ဆက်လက်ပညာသင်ယူခဲ့ပါတယ်ဒုတိယကမ္ဘာစစ်ဖြစ်ပြီးချိန်1945ခုနှစ်နောက်ပိုင်းတွင်မြန်မာပြည်သို့ပြန်လာခဲ့ပြီးတရင်းတော်လုတ်ကန်ရေးဖြင့်ကြောင်းဆက်တက်ခဲ့ပြီးရန်ကုန်တက္ကသိုလ်မှ BA နှင့် BL ဘွဲ့များရယူခဲ့ပါတယ်မောင်စိန်ဝင်းဟာစစ်အတွင်းဂျပန်ပြည်သို့ပညာတော်သင်မသွားမီမြန်မာလင်းတရင်းစာတိုင်း၌စေတနာဝန်ထမ်းဘာသာပြန်ဖြင့်ဝင်ရောက်လုတ်ကန်ခဲ့ကတရင်းစာလုပ်ငန်းအတွေ့အကြုံကိုလည်းရယူခဲ့သူဖြစ်ပါတယ် 1946ခုနှစ်တွင်မြန်မာလင်းသတင်းစာတိုင်း၌အလုတ်တင်သတင်းတောက်ဖြင့်စတင်ဝင်ရောက်ကာသတင်းစာလုပ်ငန်းသို့အချိန်မီတာဝန်ယူဆောင်ရွက်ခဲ့ပြီး1948ခုနှစ်မှ1948ခုနှစ်တွင်စီးပွားရေးသတင်းစာတိုင်း၌သတင်းတောက်ချုပ်အဖြစ်၎င်း1948မှာ1949ခုနှစ်တွင်အလုတ်သမားဂီဇက်အက်ဒီတာဖြစ်၎င်း1949ခုနှစ်မှာ1950ခုနှစ်တွင်နယူတိုင်းသတင်းစာတိုင်း၌လက်ထောက်သတင်းအက်ဒီတာဖြစ်၎င်းဆောင်ရွက်ခဲ့သူဖြစ်ပါသည် 1952ခုနှစ်မှ1955ခုနှစ်တိပါလီမန်ဒီမိုကရေစီခေတ်တွင် ပြည်ကြားရေးဝန်ကြီးဌာန၌ပြည်ကြားရေးရာရှိဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး1955ခုနှစ်မှ1958ခုနှစ်တိနေရှင်သတင်းစာတိုင်း၌လက်ထောက်သတင်းအဒီတာဖြစ်ဝင်ရောက်လုပ်ကိုင်ခဲ့ပါသည်။ထို့နောက်1958ခုနှစ်တွင် Guardian အင်္ဂလိပ်သတင်းစာပုံနှိပ်ထုတ်ဝေသူဖြစ်၎င်းအဒီတာချုပ်ဖြစ်၎င်းတီထောင်လုပ်ကိုင်က1963ခုနှစ်မေလကတော်လှန်ရေးကောင်စီအစိုးရလက်ထက်သတင်းစာ ာများပြည်သူပိုင်းတိမ့်တီတီဂါဒီယန်သတင်းစာကို ဦးစီးတိပြတ်ထုတ်ဝေခဲ့ပါတယ်။ ဦးစိန်ဝင်းဟာမြမအလင်းတွင်အလုတ်တင်တည်ထောင်ဖြစ်6လလုကန်ခဲ့သည့်အနက်3လခန့်သာထောက်ပံ့ခြင်းငွေရခဲ့ပြီးအယ်ဒီတာဌာနတွင်အများရန်တည်ထောင်ဖြစ်လာသောအခါမှာလာဆောင်ငွေ150ကျပ်ခရီးစိတ်85ကျပ်အပါဝင်သာရရှိခဲ့ပါသည်။ထို့သောအစစ်စင်လုလာခဲ့ပြီးပြဖုံးမိခဲ့တဲ့ကဲ့သို့ဖြစ်နေသောသတင်းစာထုတ်ဝေမှုအတက်ပညာအရေးသွေးကို Guardian သတင်းစာရောက်မှပြသခွင့်ရရှိခဲ့ပါသည်။ဆောင်ရီ1400သာရှိသော Guardian သတင်းစာမှဦးစိန်ဝင်းရောက်ပြီးလပိုင်းတွင်ဆောင်ရီ3000 ော်လေးစာနီးပါးတိုးတက်လာခဲ့ပါတယ်။ထိုစဉ်ကကာရီယန်သတင်းစာပါ၊စီးပွားရေးနိုင်ငံရေးလူမှုရေးသတင်းများမှအခြားအင်္ဂလိပ်မြန်မာသတင်းစာများ၌ပါသောသတင်းများထက်ထူးခြားခဲ့ပြီးသတင်းတိပြတ်မှုအထက်သို့အပြင်ဆင်အရေးသားတို့မှထပ်မြက် ပြောင်းလဲလာခဲ့ကသတင်းစာတိုက်ကို32လမ်းမှကုန်တယ်လမ်းသို့ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီးထိုအချိန်တွင်ကာရီယန်သတင်းစာသည်စာဝင်16000တိရောင်းချခဲ့ရတဲ့သတင်းစာဖြစ်တယ်လို့သိရှိခဲ့ရပါတယ်။ဦးစိန်ဝင်းသည်ကာရီယန်၌အဒီတာချုပ်ဖြစ်ဦးစီးလုံ ုပ်ဆောင်ခဲ့သည့်ကာလတလျှောက်တနေ့လည်းရင်16နာရီခန့်အလုတ်ခွေ၌သူ့ဘဝကိုမြုပ်နှံခဲ့သူဖြစ်ပါသည်။ထိုအချက်များကြောင့်ထိုအချိန်ကဥစိန်ဝင်းနှင့်ခေပြိုင်သတင်းတော်ကြီးများဖြစ်ခဲ့သောဥစိန်ဟန်တာရီနှင့်နှစ်ဖက်ကျွန်သတင်းစာအေဒါချုပ်ဟောင်းဂျာနယ်ကျော်ဥတင်စွေနေယူတိုင်းဥုံဖေတိုင်းရင်းမီဂျာနယ်ပိုင်ရှင် အထောက်တော်ဥတင်မောင်ကြီးတို့ကဥစိန်ဝင်းအားလျှက်စစ်သတင်းတော်ကလေးဟုပင်ခေါ်ဆိုခဲ့ကြတယ်လို့သိရှိမှတ်သားခဲ့ရပါသည်။ ဥစဉ်ဝင်ဟာ အရှင်စနဂါဘိဝန္တနဲ့ဘာသာရေးတာသနာရေးကိစ္စအမေးဖြေများကိုစာအုပ်ဖြင့်ထုတ်ဝေခဲ့ပြီးအင်္ဂလန်နိုင်ငံလန်ဒန်မြို့မှထုတ်ဝေသော Daily Telegraph သတင်းစာ၏မြန်မာနိုင်ငံသတင်းတော့ဖြစ်၎င်း ထို့နောက်1969ခုနှစ်မှစ၍အမေရိကန်သတင်းအေဂျင်စီဖြစ်သော AB သတင်းဌာန၏မြန်မာနိုင်ငံသတင်းတော်ဖြင့်၎င်းလုပ်ကိုင်ခဲ့ပါသည်။ဦးစိန်ဝင်း၏ကန့်ကူလက်လက်ဆရာနှုတ်မှဥပနင်းကွယ်လွန်နှင့်ဦးချဦးတို့ဖြစ်ကြပြီးဥပနင်းမှာရာဇဝတ်မှုမှုကင်းသတင်းတော်ဖြစ်ပြီးရန်ကုန်မြို့ကြီးကိုခစောင်းတင်လာနိုင်သူဟုပြောစမှတ်ပြုကြပြီးရန်ကုန်တမြို့လုံးရှိရဲစခန်းအလုံးပေါ်၌မိသိအောင်ဩဇာရောက်ခဲ့သူအာခသတင်းတော်ကြီးတို့ဖြစ်ခဲ့ရာလူလက်ရေးခေတ်တွင်နှောင်းလူမှုကင်းသတင်းတော်များသည့်ဥပနင်းကိုစံ မူနာယူခဲ့ကြတော့လဲဥပနိုင်ခြေရာကိုမနှင်းနိုင်ကြဟုပြောစမှတ်ပြုခဲ့ကြပါတယ်။ရဲစခန်းများပေါ်၌ဩဇာညောင်းရခြင်းမှာထိုချင်းကဗြိတိရှဘင်ခံကိုယ်တိုင်ကဥပနိုင်ကိုခင်မင်လေးစားယုံကြည်မှုရှိနေခြင်းကြောင့်ဖြစ်တယ်လို့သိရှိမှတ်သားခဲ့ရပါတယ်။ ။ဦးစိန်ဝင်းအထူးဆောင်ရွက်ချက်တစ်ခုမှာတရုတ်မြန်မာနယ်နိမိတ်စာချုပ်အရတရုတ်ပြည်သူပါသွားသည့်နယ်မြေများနဲ့ဆက်လင်းပြီးသတင်းစာ၌ပုံနှိပ်တကွသတင်းရေးသားဖော်ပြရန်သတင်းတော်တဦးအားကချင်ပြည်နယ်သို့တာဝန်ပေးစစ်လုခဲ့ပြီးလေမြန်လက်မှတ်များဝယ်မရကြောင်းဦးစိန်ဝင်းသိတဲ့အခါလေမြန်စစ်လုံးချတာလုံငါပြီးသွားရန်ငွေထုတ်ပေးခဲ့တယ်လို့သိရှိမှတ်သားခဲ့ရပါတယ်။နောက်တစ်ခုမှာရန်ကုန်မြို့နဲ့နဲ့စင်ရီဘုံရှိတိုက်အိမ်ပြည်တော်အိမ်များ၏ဝင်းကြံပေါက်ဝါများတွင်အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသောစာတမ်းအနေအောင်လေးပါသည့် ဂါရီယန်သတင်းစာတက်တာကလေးများထားပေးခြင်းဖြစ်ပြီးဂါရီယန်ကိုယ်စားလှယ်နှင့်သတင်းစာပို့သူများသည်ဆက်ဘိန်းပေါ်မှမစင်ဘဲသတင်းစာကိုလေးကျိုးခောက်၍ယင်းတက်တာတွင်းသို့ထည့်သွားနိုင်အောင် ပြုလုပ်ထားခြင်းဖြစ်ကတက်တာကလေးများကိုအခမဲ့တက်ဆင်ပေးခြင်းဖြစ်ပြီးတစ်ဖက်မှာလည်းကြော်ညာသဘောတက်ဝင်သွားတယ်လို့သိရှိခဲ့ရပါတယ်။ဂါရီယန်တိုက်မှခံထားသောသတင်းစာပို့သူများကလာပေးကြည့်သူများ၏တက်တာကလေးများတွင်သို့နက်နက်6နာရီခွဲထက် နောက်မကျစေဘဲသတင်းစာကိုအရောက်ထည့်ပေးသည့်အချက်ကိုလည်းသတင်းစာဖတ်သူများသဘောကျခဲ့ကြတယ်လို့သိရှိခဲ့ ပါတယ်။ Guardian စာဝင်နဲ့ဝင်ငွေတိုးလာသည့်နဲ့အမျှသတင်းစာတိုင်းမှာကာယညာနာလှုပ်သွားများ၏စာဝင်နေရေးဖူလုံအောင်လစာငွေကိုအကောင်းဆုံးမြင့်တင်ပေးခဲ့သူလည်းဖြစ်တယ်လို့သိရှိရပါတယ်။ထိုစဉ်က Guardian တိုင်းမှာအငဲတန်းသတင်းတော်တူဦးလစာမှာလက်ထောက်မျိုးပိုင်တူဦးလစာနဲ့၎င်းအကြီးတန်းသတင်းတော်တူဦးလစာမှာမျိုးပိုင်လစာနဲ့၎င်းညီမြအောင်ပေးထားခဲ့ပြီးလက်ထောက်အယ်ဒီတာကြီးလစာမှာနေပိုင်ကြီးလကအယ်ဒီတာကြီးလစာမှာခရံဝင်းကြီးလကတွဲဘက်အယ်ဒီတာကြီးလစာမှာအတွင်းဝင်းကြီးလ စာအေရာချုပ်ဤလစာမှာဝင်းကြီးချုပ်လစာစသဖြင့်ညီမြအောင်ထားပေးထားခဲ့တယ်လို့သိရှိခဲ့ရပါတယ်။ အကြောင်းမှာဆိုရမှုရန်အရာတန်းများသည်သတင်းစာလုပ်ငန်းနှင့်သတင်းစာဆရာများကိုအထင်မသေးနိုင်ဖို့အတွက်ဖြစ်တယ်လို့သိရှိခဲ့ရပါတယ်။သတင်းတော်များလှုပ်အားပိုရှိလာအောင်သတင်းစုဝေများအနည်းဆုံး၅ချက်မှအမြင့်ဆုံး900ချက်အထိတီထွင်ပေးခဲ့ပြီးသတင်းတံမိုးကိုလိုက်၍သတင်းစုဝေ၅ချက်မှ25ချက်အထိရသောသတင်းတော်များမှာနေ့စဉ်လိုလိုပင်ဖြစ်ပြီးတက်လာလျင်နှစ်ကြိမ်သတင်းစာတင်နန်းလဲပေးခဲ့တယ်လို့သိရှိခဲ့ရပါတယ်။ဦးဇင်ဝင်းဟာ1962ခုနှစ်မှ1962ခုနှစ်နဲ့1962 1962မှာ1963ခုနှစ်များတွင်မြန်မာနိုင်ငံသတင်းစာဆရာများအသင်းဥက္ကဋ္ဌဖြင့်ဆောင်ရွက်ခဲ့ပြီး1962မှာ1963ခုနှစ်တွင်သူဦးဆောင်တည်ထောင်ခဲ့သောစာနယ်ဇင်းကောင်စီအတွင်းမှုအဖြစ်ဆောင်ရွက်ခဲ့ပါတယ်။ Guardian ဥစည်ဝင်းရေးသားသော အကွဲပြက်ဇာတ်လမ်း The Stable Story စာအုပ်မှာဖော်ပြပါလာခဲ့ပါတီများကွဲပြားကြသည့်အကြောင်းကိုသတင်းသမားအမည်ဖြင့် ်အင်္ဂလိပ်မြန်မာနှစ်ဘာသာရေးသားခဲ့ကြောင်းယနေ့တိုင်ထင်ရှားသောစာအုပ်ဖြစ်ရှိနေစေဖြစ်ပါတယ်ဖြစ်လေးလို့ရေးတော်ပုံပြီးချိန်ပြည်သူတွေကအရေးတော်ပုံကြီးကြဆုံးရတာကိုပူပူနွေ့နွေ့ခံစားနေရတဲ့ချိန်ဂါရီယန်ဥစိန်ဝင်းရဲ့အကွဲပြဲဇက်လန်စာအုပ်ထွက်လာတော့နိုင်ငံရေးအတိုင်းဝိုင်းမှာအတော်လေးကြရရိုက်ခဲ့ပြီးအထူးသဖြင့်စစ်သားနိုင်ငံရေးကိုစိတ်အနာကြီးနာပြီးနိုင်ငံဝန်ထမ်းဖြစ်တဲ့စစ်သားတွေနိုင်ငံရေးထဲဝန်ဆော့ခွင့်မရှိတဲ့အယက်သားနိုင်ငံရေးပြန်ဖြစ်လာဖို့တွေးမြေကြတောင်းဆိုခဲ့ကြတဲ့ပြည်သူတွေဖို့အယက်သားနိုင်ငံရေးရဲ့အားနည်းချက် ချက်တွေကိုထောက်ပြတဲ့စာအုပ်တနည်းအားဖြင့်အရသာနိုင်ငံရေးမကောင်းကြောင်းဖွင့်ချတဲ့စာအုပ်ပေါ်လူလူကစိတ်မချမ်းမသာဖြစ်ခဲ့ရတယ်လို့သိရှိခဲ့ရပါတယ်။အရသာနိုင်ငံရေးနဲ့စစ်သားနိုင်ငံရေးဆိုတဲ့စနစ်တစ်ခုရှိလာရမှာမီဒီယာသမားတွေဟာဘယ်နိုင်ငံရေးဘက်ကယက်တီတင်လဲဆိုတဲ့မျှော်လင့်ချက်နဲ့စောင့်ကြည့်နေတဲ့လူလူရဲ့မျှော်လင့်ချက်ဟာဒီစာအုပ်တွေကြောင့်ဝေဝေဝါဝါဖြစ်ခဲ့ရတယ်လို့သိရှိခဲ့ရပါတယ်။ထိုစာအုပ်ဟာပထမဆုံးကအင်္ဂလိပ်ဘာသာနဲ့1959ခုမတ်လအတွင်းကဗိုလ်ချုပ်ကြီးနေဝင်ရဲ့အင်းဆောင်အစိုးရလက်ထက်မှာ မှာထုတ်ဝေခဲ့တဲ့စာအုပ်ဖြစ်ပြီးအဲ့ဒီနှစ်ဇန်နဝါရီနဲ့ဖေဖော်ဝါရီလ Guardian သတင်းစာမှာနိုင်စင်ဖော်ပြခဲ့တဲ့စောင်းမတွေကိုပေါင်းစည်းထုတ်ဝေခဲ့တာဖြစ်ပြီးအရက်သားအစိုးရဖြစ်တဲ့ပဋ္ဌာဆာအစိုးရကတိုင်းပြည်ကိုနိုင်နေအောင်မဟုတ်ချုံနိုင်လို့စစ်တပ်ကိုအာဏာလွှဲပေးရတဲ့1958ခုနှစ်ဗိုလ်ချုပ်ကြီးနေဝင်းစစ်အစိုးရလက်ထက်မှာထုတ်ဝေခဲ့တဲ့စာအုပ်ဖြစ်ပြီးအင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေခဲ့တာဖြစ်ပါတယ်။အာဏာလွှဲပြောင်းပေးခဲ့ရတဲ့အရက်သားအစိုးရရဲ့အာဏာချက်တွေကိုထောက်ပြဝေဖန်တဲ့စာအုပ်ကိုစစ်အစိုးရလက်ထက်မှာရေးခဲ့တာဖြစ်ပြီးတနည်းအား ပြင်ပြောရရင်စစ်အစိုးရလက်ထက်မှာအရက်သားအစိုးရအားနည်းချက်တွေကိုရေးတာဖြစ်လို့အဲ့ဒီတုန်းကစစ်အစိုးရကကျင်းနေစေခဲ့တဲ့စာအုပ်လို့သတ်မှတ်ခဲ့ရပါတယ်1988ခုနှစ်နောက်ထပ်စစ်အစိုးရတက်လာတဲ့အခါအရက်သားအစိုးရအားနည်းချက်တွေကိုဖွင့်ချရေးသားထားတဲ့ဒီစာအုပ်ကိုအကွယ်အပြည့်ဇက်လန်းဆိုပြီးမြန်မာဘာသာနဲ့နောက်တစ်ကြိမ်ထုတ်ဝေလိုက်တဲ့အတွက်ထိုစဉ်တုန်းကဂါရီယန်ဥစဉ်ဝင်းဘာလဲဘယ်လဲဆိုတဲ့မိကုံအမေခံရလောက်အောင်ခဲခဲ့တဲ့စာအုပ်ဖြစ်တယ်လို့သိရှိခဲ့ရပါတယ်ထိုစာအုပ်နဲ့ပတ်သက်ပြီးကျွန်တော်တို့ ငင်းနိုင်တဲ့အချက်တော်ရှိပါတယ်။ရတအစိုးရလက်ထက်မှာအာနာလက်ကိုင်းအစိုးရကောင်းဆောင်များအာနာရစ်မှုခဲ့ကြအာနာအလွဲသုံးစားလုပ်ခဲ့ကြနောက်ဆုံးနိုင်ငံရေးခွဲဆောင်ခုကြရန်သူလိုဖြစ်ခဲ့ကြလို့တိုင်းပြည်နစ်နာခဲ့ရတဲ့အချက်ကိုမငင်းနိုင်ပါ။ဒါကြောင့်မို့လဲဂါရီယန်ဥစိန်ဝင်းရဲ့အကွဲပြဲဇက်လန်းစာအုပ်ဟာဘလို့ရည်ရွယ်ချက်နဲ့ပဲရေးရေးဘလို့အကျိုးသက်ရောက်မှုပဲရှိခဲ့ရှိခဲ့လူတိုင်းဖတ်တဲ့စာအုပ်ဖြစ်တယ်ဆိုတာကိုတော့ကျွန်တော်တို့ဝန်ခံကြရမှာဖြစ်ပါတယ်လို့ငြိမ်းဝေရေးသားသောအကွဲပြဲဇက်လန်းစောင်းမမှာ ဖော်ပြခဲ့ပါတယ်။ဥစင်ဝင်းဟာဂျပန်သတင်းစာရေးမြန်မာပြည်ဆိုင်ရာသတင်းတော်ဖြစ်လောက်ကိုင်းခဲ့ရင်မြန်မာနိုင်ငံနိုင်ငံခြားသတင်းတော်များအသင်းဥက္ကဋ္ဌနာယကတာဝန်များလည်းထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ဥစင်ဝင်းဟာပြည်သင့်နိုင်ငံပါရီမြို့မှာခြေဆိုင်တဲ့အပီပီဆိုင်ရာသတင်းစာထုတ်ဝေသူများအဖွဲ့ချုပ်ကပေးတဲ့ရွှေကလောင်စုကိုလည်းရရှိခဲ့သူဖြစ်ပါတယ်။ဂါရီယန်ဥစင်ဝင်းထင်ရှားသောစာအုပ်များမှာကိုရစ်စ်အတွင်းဂျပန်ပြည် အခြေပြသတင်းစာပညာစရုဒ္ဓမနိုင်နဲ့ Guardian သတင်းစာ အကွဲပြဲဇလန် Discipline Story တို့ဖြစ်ကြပါတယ်။မြမသတင်းစာလောကတွင်ထင်ရှားခဲ့သော Guardian ဥစဉ်ဝင်းဟာ2023ခုနှစ်အောက်တိုဘာ18ရက်တွင်ရန်ကုန်မြို့၌ကွယ်လွန်ခဲ့ပြီးကွယ်လွန်ချိန်တွင်အသက်62နှစ်ရှိပြီဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုစောထီကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ကွန်တာကတ်နွန် channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါဦးရှင်။ နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်။